ကိတွက်ကကြတော့ဒီကျမတချင်ကကြတော့ကီကီမိုးနဲ့ကျမနဲ့တွဲတည်စေခဲ့တဲ့အချင်းလေးတစ်ပုဒ်ဆိုတော့ဟုတ်ကျမရဲ့တဲ့အကောင်တန်ရရနေဒီကကြတော့အလိုကျမကိုကြော်ဖို့အတွက်ဆိုတာတက်ပေါ့နော်ကီ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 တယောက်တည်းအတွက်ကြတော့ဒီတချင်းတွေကိုဖန်တီးတဲ့ခါမှာပေါ့နော် quality တချင်းလေးတွေပဲကီကီဖန်တီးဖြစ်တယ်ပေါ့နော်ဟိုပါတော့ဒီကိုကိုဖန်တီးတဲ့အရာကိုပရိသတ်လက်ခံအောင်စူးစမ်းတဲ့အရာကပဲအမှုပညာအစစ်ဖြစ်တယ်လို့ကြည့်တယ် ကကရဲ့အမှုမြာပေါ်မှာထားတဲ့ခံယူချက်ကကြတော့ခုနပြောခဲ့သလိုပဲပေါ့နော်ကကနောက်ပြန်ကြည့်လိုက်ရရှင်ကဖန်တီးခဲ့တဲ့ချင်းတွေကဘယ်ချိန်မှာပဲပြန်နှောင်းထောင်းထောင်းမဟောင်းသွားတဲ့ဟာမျိုးတွေပဲလိုချင်တယ်ဟုတ်တော်ပြီးမှရေးချင်းရှိတဲ့သူတွေအများကြီးကိုထပ်ပေါ်လာသေးခြင်းနဲ့ပေါ့နော်တချို့ကြတော့လေဒါသူတို့မှဒီလိုမျိုးရောက်ဖို့အတွက်ကိုဟိုပါပေါ့ လမ်းကြောင်းပေါ့နော်လမ်းကြောင်းလေးမတူသေးတာရှိမယ်ပေါ့နော်တချို့ကြတော့လည်းအဲ့လိုပေါ့မြေတောင်မြောက်ပေးမဲ့သူလိုအပ်တာမျိုးပေါ့နော်အမျိုးမျိုးပါပဲဆိုတော့အဲကေကေတို့တော့ကကြတော့ပြိုင်ပွဲတွေရှိရပေါ့နော်အဲပြိုင်ပွဲတွေကလာတာပေါ့အခုဒီဘန်နေဆိုလို့ရှိရင်လေကေကေတို့နဲ့အဲကေကေတို့ကဒါသူတို့ကိုလက်တွဲခေါ်မှပေါ့နော်အပိုပြီးမှအဆင်ပြေမဲ့ပုံစံမျိုးဖြစ်တယ်လေဘာလို့ဆိုတော့အမတို့တချင်းတွေကိုသူတို့ဖန်တီးခိုင်းရတာမျိုးပေါ့ဆိုတော့ဒါအမကတော့ ဟိုဟောပေါ့ဟိုဖြစ်ချင်တဲ့ပေါ့နော် ဖြစ်ချင်တဲ့လူငယ်တွေအဲပြောအရေးချင်းရှိတဲ့လူငယ်တွေပေါ့နော်ဆိုတော့အားလုံးကိုအမလက်တွဲခေါ်มาပါဟုတ်ပြောပါတယ်သူတို့ကိုမြင်ရတာအမတို့ငငယ်တုန်းကဟာပြင်ပြရတယ်လို့ပဲလीเนาะဟိုအဲ့ဒီချိန်မှာသူတို့ကဘယ်လိုပြောမလဲဒီဂီတနဲ့ပတ်သက်ပြီးတော့လေယူသွတ်တဲ့ချိန်နဲ့ဖြစ်တယ်ပြီးလို့ရှိရင်အဲသူတို့ရှိမှာအဲ့လိုပေါ့နော်အာဘယ်လိုပြောမလဲအေးပေါ့ဂီတနဲ့ပတ်သက်တဲ့အဲ့လို ဟိုဖတ်တီးခြင်းတဲ့အရာတွေအသစ်သစ်တွေအများကြီးရှိနေတယ်ဆိုတော့အမသိတယ်အဲ့တော့ကြောင့်မို့လို့ဒါဟိုဘောသူတို့ကိုလက်တွဲခေါ်ပြီးဖြစ်တာပေါ့ဟုတ်ဟုတ်အမတို့တော့ကကြတော့ခုနကပြောသလိုမျိုးပေါ့နော်အဆိုးဆိုတော့အဆိုးပိုင်းဆိုတော့ပြိုင်ပွဲတွေရှိတယ်ပေါ့နော်ပြိုင်ပွဲတွေကနေဝင်ပြိုင်လို့ရတယ်အမကတော့ပြိုင်ပွဲနှစ်ခုလားမသိဘူးအဲ့ဒါပဲပြိုင်ခဲ့ဘူးတဲ့ပေါ့နော်ဒါကတော့ဟိုဘောဒီဘုရားကျေးဇူးကြောင့်ပဲပေါ့နော်အမအာဟိုဘောဒီကျမတချင်းလေးကပြိတဲ့ရဲ့အကြိုက်နဲ့ထပ်တူကြခဲ့တယ်ပေါ့လေကျမကမောင်နေတဲ့ခန်း ်ဆိုတော့ဒါအမအတွက်ကတော့ရှေ့မှာလည်းစူးစမ်းလာခဲ့ရတဲ့နှစ်တည်းရှိတယ်။အဲ့ဒီအချိန်ကကြတော့ဗာလဲဆိုတော့ဒီကျမအခွေထွက်ဖို့အတွက်ကိုစူးစမ်းရတဲ့အဲကံကောင်းစွာနဲ့ပဲအဲ့ဒီမှာအမဒီဟွာပေါ့ကွာတီနဲ့အိမ်မလေးဆွဲတဲ့ချင်းလေးပေါ့နော်အဲ့ဒီချင်းလေးကနေမှတဆင်ပေါ့နော်ဟို step by step ပေါ့ဒါကတော့အမကံကောင်းနေပဲပြောရမှာပေါ့နော်ဟုတ်အဲ့ချိန်တော့ကကြတော့ပြောရရင်တော့အခုလိုမျိုး social media ခင်မဟုတ်တဲ့အခါကျတော့ line တွေပိုင်းလဲတိတ်မတုံးကြတဲ့ကတချင်းတော့တချင်းကရမ်းပေါက်တယ်အဲ့ဆိုတော့ねတချင်းနဲ့ပေါ့အဲ့လိုမတွဲမိသေးရပေါ့နော်ဟိုနောက်ပိုင်းကျတော့မှ ဒီနောက်ဒီရဲ့တခြင်းတွေထွက်လာတော့မှဩဒီတခြင်းဆိုတာတူလားဆိုတဲ့ဟာမျိုးတွဲမိတာပါဟုတ်အခုချိန်ဒီလည်းရှိတယ်ဘယ်လိုစီရတခါကြရင်တည်းမလားအဲ့လိုကြီးရကြအောင်လွတ်လွတ်လပ်လပ်နေတတ်တဲ့သူမျိုးဆိုတော့ DJ1 ဆက်နေလက်ခါကျရင်အပြင်သွားကျင်သွားတာပဲဆိုတော့သူကြောက်လည်းတိတယ်တခါကျအရန်ကြီးရတယ်အဲ့လိုဟိုလှတာပတာပြင်ဆင်ထားပြီးသွားလို့ရှိရင်မသိဘူး DJ1 ဆက်နေသွားပြီဆိုတိတယ်အဲ့လိုတော့လည်းမရှိပါဘူးလွန်ပဲဟိုကြီးရကြတော့ တိတ်ပြီးတော့မှအဲ့လိုလေအဲ့ဒီရရဲ့ဘက်မှာဟိုအာယုံတိတ်မထားလက်တဲ့သူဆိုတော့လေကိုကိုကိုလောက်ရမယ့်အလုပ်ကိုပဲဟို focus ထားရတယ်ပေါ့နော်ဆိုတော့အခုအခုလည်းအပြင်မှာသွားလဲအဲတိတာမတိတာတိတ်တိတ်ပြီးတော့မှဟိုခံစားချက်မရှိဘူးပေါ့နော်ဟုတ်ဒီအတွက်ကကြတော့ဒီကျမတချင်းကကြတော့ကီကီမိုးနဲ့ကျမနဲ့ဇွဲတိစေခဲ့တဲ့အချင်းလေးတစ်ပုတ်ဆိုတော့ဟုတ် ကကြောက်အဲ့လိုကျမကိုကြော်ဖို့အတွက်ဆိုတာတက်ပေါ့နော်ကိ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 တယောက်တည်းအတွက်ကြတော့ဒီတချင်းတွေကိုဖန်တီးတဲ့ခါမှာပေါ့နော်ဟိုပါပေါ့ဒီအတက်နိုင်ဆုံးပေါ့နော်အတက်နိုင်ဆုံး quality ဟို quality တချင်းလေးတွေပဲကိကိဖန်တီးဖြစ်တယ်ပေါ့နော်ဒါကိုပရိသတ်ကကိကိတို့ချပြတဲ့ဒီပြောရရင်တော့အမှုပညာဘောနော်ပရိသတ်လက်ခံအောင်ကိကိတို့ချပြတဲ့ဟာကိုပရိသတ်လက်ခံ မပဲပေါ့နော်ဒါကတော့အနုပညာအစ်စ်ဖြစ်တယ်လို့ KK ကတော့ထင်နေပေါ့နော်ဆိုတော့တခါကြရင်လည်း KK တို့အရင်တော့ကတော့ဟိုတချို့ချင်းလေးတွေအဲ့လို commercial ပေါ့နော်ဟိုဟိုနောက်ဆွဲလွယ်တဲ့ဟာမျိုးလေးဖန်တီးခဲ့တာမျိုးလည်းရှိပါတယ်ပုံစံတစ်ပုံစံတော့ရှိတယ်ဒါပေမဲ့အဲ့လိုကြတော့အဲ့လိုကြီးလဲ KK အမြဲတမ်းမလုချင်ဘူးပေါ့နော်မလုချင်ဘူးဆိုတော့ဟိုဟာပေါ့ဒီကိုကိုဖန်တီးတဲ့အရာကိုပြစ်တဲ့လက်ခံအောင်စူးစမ်းတဲ့အရာကပဲအနုပညာအစ်စ်ဖြစ်တယ်လို့ KK ထင် ဟောပေါ့နော်အဲကီကီတို့လည်းဒါဟိုအချိန်တန်လို့ရှိရင်တော့လည်းအဲဘယ်လိုပြောမလဲဒါနေရတနေရမှာရှိရှိနေမဲ့ရှိနေမှာပေါ့နော်ဟိုကိုကိုနောက်ကတက်လာတဲ့သူတွေကိုထက်တော်တဲ့လူလူငယ်တွေရှိမှာပဲပေါ့နော်ဆိုတော့ကိုရီးယားနေရဖယ်ပေးရမှာအဲ့ခါကြလို့ရှိရင်ကိုကနောက်ပြန်ကြည့်ရတဲ့ခါကြလို့ရှိရင်ကိုဖန်တီးခဲ့တဲ့တခြင်းနေအဲ့ဒီအဲ့ဒီအရာကိုပဲကီကီအာစဉ်းစားရပေါ့နော်ငါငါဘလို့တခြင်းမျိုးတွေငါဖန်တီးခဲ့တာလေပေါ့နော်ငါကအဲထားလိုက်ပါတော့ဥမာ ပြောရရင်တော့ခုနလိုမျိုးပေါ့နော်အဲ့လိုအရင်သိရမလားအဲ့လိုအာပရိသတ်အကြိုက်ပေါ့အဲနောက်ဆွဲလွယ်လောလောလောဆယ်မှာဟိုပြောရရင်တော့အလုံးလုံးလို့အစဉ်ပြေဖို့အတွက်ပေါ့နော်အဲ့လိုမျိုးထက်ဂီဂီရဲ့အမှုမြာပေါ်မှာထားတဲ့ခံယူချက်ကကြတော့ခုနပြောခဲ့တယ်လို့ပဲပေါ့နော်ဂီဂီနောက်ပြန်ကြည့်လိုက်ရရှင်ကဖန်တီးခဲ့တဲ့ချင်းတွေကဘယ်ချိန်မှာပဲပြန်နှားထောင်ထောင်မဟောင်းသွားတဲ့ဟာမျိုးတွေပဲလို့ချင်တယ်ဟုတ်ချမကတင်ရဆိုင်တယ် ူမျိုးမျိုးစိတ်တွေတွေဆိုတော့လေဟိုကိုလိုရမယ့်အလုပ်ကိုပဲ focus ထားပါပြီးလို့ရှိရင်ဟိုအမားတို့ဆိုလဲခုနပြောခဲ့သလိုပဲပေါ့နော်ကိုယ့်အကူစူးစမ်းလာရတာဆိုတော့ ဒါကိုကိုကကြိုးစားလိုက်ရတယ်ဆိုပေမဲ့လည်းဟိုလက်တွဲခေါ်တဲ့သူတွေလည်းရှိအောင်ပါလေနော်ဆိုတော့အဲ့ဒီအဲ့လိုလူမျိုးတွေလည်းရှိတယ်ဆိုတော့သူတို့ကိုလည်းဒီနေ့တချင်ကြီးကျေးဇူးလက်တင်တယ်ဆိုတော့ဟိုအဲ့လိုကိုကလက်တွဲခေါ်တဲ့သူပေါ့နော်ဒီလမ်းကြောင်းပေါ်ကိုတင်ပေးမဲ့သူတွေရှိမှလဲကွာဒီလမ်းကြောင်းပေါ်ကိုရောက်မှာ哦ဟိုကိုကြိုးစားတာလည်းကြိုးစားတာပေါ့လေဆိုတော့အဲ့လိုပဲအဲကေကေတို့ကလည်းအခုဒါဒီလူငယ်တွေကိုဟိုကေတို့ကတဖန်ပေါ့နော်အခုဒါပြန်ပြီးတော့မှလက်တွဲခေါ်ရမယ့်အချိန်ဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုဟာပေါ့ဒီကေရုအမှုပညာလောကမှာအရေးရှိရှိပြီးတော်ရက်လူငယ်တွေအားလုံးရှိစေချင်တယ်ဟုတ် တကယ်တစင်းလေးလည်းထွက်မယ်ပေါ့နော်အဲ့ဒါလေးလည်းထွက်မယ်ကြားထဲမှာပေါ့နော်ဒီကြောက်ကြရထွက်မယ်ပြီးတော့ဟိုဟာဒီ black pill ban နဲ့ပဲတီးထားတဲ့တစင်းလေးတပုတ်ရှိရအဲ့ဒါလေးကလည်းအချစ်တစင်းလေးအပျော်လေးပဲအဲ့ဒါလေးအရင်ထွက်မယ်ထင်တယ်ပြီးရင်တော့ဒီပွင့်လင်းရသေးရောက်ရင်တော့အဲတစင်းလေးစတိုက်ထွက်မယ်ဟုတ်လာမယ်လေအဲအရင်မိမသားဆန်နေလားဒီလိုပါပဲအမဟိုဟာဘယ်လိုပြောမလဲအေးပေါ့ ဟို TikTok sorry လေ TikTok ဆိုတော့အဲ့လိုအကလေး trend ဖြစ်တဲ့ဟာလေးပေါ့လေတခါတလေတော့ဆိုအမြင်တော့မစော့ပြဘူးတခါတလေပေါ့ဟုတ်ခမင်းဆုံးပေါ့လေ surprise မလားမဟာကျင်အားလုံးမဲဒါကြီးကအစ်တွထားတဲ့အိမ်မက်လူမြင်ဆိုရက်ဒီချင်းလေးကိုအားပေးပါလို့ဘရဒါနောက်အစ်တွထွက်မဲ့ဒီချင်းလေးအားလုံးလည်းအားပေးပါလို့ပြောချင်ပါတယ်ဟုတ်